ဟယ်လိုအားလုံးမင်္ဂလာပါပူပေါ်မိုင်းချင်းကနေကြိုဆိုပါရစေဆိုတော့ပရီးမီးယားလိဒါဒီယာဒီကတော့လက်ရှိမှာကျွန်တော်ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်ဗောနော်ပရီးမီးယားလိယာဒီပြီးဆုံးသွားပြီးတဲ့ဒါနောက်ပိုင်းမှာတင်းကိုစီကထားပါတော့ဒီချန်ပီယံစ်လိဝင်ခွင့်တဲ့အမှန်ကန်ပြိုင်နေခဲ့ကြတဲ့အသင်းတွေကလည်းကိုစီကျွန်တော်ရသွားကြပြီတန်းစင်းသွားရတဲ့ကျွန်တော်အသင်းတွေလည်းကျွန်တော်ရှိတယ်ဆိုတော့ဒီညပွဲစဉ်တွေအကုန်လုံးကတော့ ကျွန်တော်ကတော့ဒါကိုတင်းရဲ့ပွဲစဉ် watch long လုပ်တယ်ဆိုတော့အဲ့တပွဲပဲကြည့်ခဲ့တာဒါအပြင်၁၀ပွဲစလုံးတပြိုင်နက်ကန်တယ်ဆိုတော့တော့ပွဲတော့မကြည့်ခဲ့ရဘူးဒါပေမဲ့လို့ကျွန်တော်ပွဲပြီးသွင်းတဲ့ချက်တွေပဲပြောမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ခြုံကြည့်ရရင်ကျွန်တော်လက်ရှိဒီ Manchester Liverpool တင်းရဲ့ဘက်ကတော့ကျွန်တော်သာထုံးတဲ့နိုင်ပဲသူတို့ကသာ champion ဖြစ်တယ်ပေါ့လေဒုတိယနေရာက Arsenal ကို10မှတ်အထိဖြတ်ပြီးတော့ Liverpool တင်းဟာကျွန်တော်သာ champion ဖြစ်တယ်သူတို့ရဲ့ Premier League သူတို့ရဲ့ကလပ်သမိုင်းတစ်လျှောက်မှာအကြိမ်20မြောက် Premier League ကိုရယူသွားနိုင်ခဲ့ပြီပေါ့နော် ရယူသွားနိုင်သွားပြီဆိုတော့မိုဟာမက်ဆာလာကလည်းဂိုးသွင်းအများစုเนาะဂိုးသွင်းအများဆုံးကစားမသူကျွန်တော်ရတယ်ဖန်တီမှုအများဆုံးကစားမသူကျွန်တော်ရတယ်ဒေးဗစ်ရာယာနဲ့ Nottingham Forest ကုသမာ Matt Says တို့ကနှစ်ယောက်ကကလင်းရှိအများဆုံးဂိုးသမားတွေကျွန်တော်ဖြစ်သွားတယ်ဆိုတော့ Champions League ဝင်ခွင့်အတွက် Liverpool သင်း Arsenal Manchester City Chelsea Newcastle နဲ့ Europa League ကိုဘိုးဆွဲခဲ့တဲ့စပါးကလည်းဝင်ခွင့်ရပြီးတော့ DRC Premier League ကနေပြီးတော့ 6သင်းအထိပေါ့နော်နောက်ရာသီမှာ Champions League ဝင်ခွင့်ရမှာ ဖြစ်တယ်ယူရိုပါလိကိုတော့ကျွန်တော်တို့ဒါအဲ Aston Villa က Aston Villa Conference League ဒီမှာနော် Aston Villa ကကျွန်တော်တို့ Aston Villa ကယူရိုပါလိဝင်ခွင့်ရမယ် Nottingham Forest ကကျွန်တော်တို့က Conference League ဝင်ခွင့်ရမယ်။ Crystal Palace ကလည်း FA ဖလားဘူးဆွဲခဲ့တာဖြစ်တဲ့အတွက် Europa League ကံခွင့်ကျွန်တော်ရမယ်။ဒါ့အပြင် Leicester City, Ipswich နဲ့ Southampton တို့ကတော့ကျွန်တော်တို့ကကိုစီတန်းစင်းသွားကြတဲ့အသင်းတွေပေါ့လေ။ဆိုတော့ဒီအာဒီပြီးတဲ့အခါမှာ ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလို့အသင်းကြီးတွေကဗျာကိုစီကအချင်းကြီးကောင်းနေကြတာပဲအာဆင်နယ်ဆလို့ချင်းလည်းပဲဒီယာဒီမှာပရီးမီးယားလိမှာလည်းသူတို့အဆင့်နဲ့နဲ့ထပ်ပြီးတော့ယာစီတိမ့်ပြန်တယ်ချန်ပီယံစ်လိမှာလည်းဆီမီဖိုင်နယ်တီသူတို့ရောက်တယ်အဲ့ရောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဒီယာဒီရဲ့ကျွန်တော်ဒါအာဆင်နယ်ကလာတိုးတက်မှုတွေရှိလာတယ်လို့ကျွန်တော်ပြောရမှာပဲသူတပြင်းကတော့ဒီသူတို့ဒုတိယနေရာနဲ့ပြီးဆုံးခဲ့တယ်ဆိုပေမဲ့လည်းလို့ချန်ပီယံစ်လိမှာပြီးရတဲ့နှစ်ကနဲ့စာရင်နောက်တစ်ဆင့်မြင့်တဲ့အချင်းကြီးတွေသူတို့ရောက်သွားခဲ့တာကိုနော်ဆိုတော့လေဘောက်နဲ့စကြည့်အောင်လေဘောက်ကတော့ ချန်ပီယံဖြစ်တဲ့အနေအထားမှာနီးပြဖြစ်တဲ့ဒါအာနီစလော့တ်တော့ဂုံယူစရာပေါ့လေပရီးမီးယားလေးကိုရောက်တဲ့အခါမှာရောက်ရောက်ချင်းယာတီမှာချက်ချင်းဆိုသလိုပရီးမီးယားလေးကိုယူနိုင်ဖို့ဆိုတာဘလို့မှန်ကိုမလွယ်ပါဘူးလေပါဦးသိန်းက38ပွဲမှာကျွန်တော်25ပွဲထိနိုင်ပြီးတော့ကိုဘွဲတည်ကြပြီးတော့သူတို့ရှုံးဘွဲလီဘွဲသူတို့ကြုံထားတာဒါပေမဲ့လို့ဒုတိယနေရာကအာစနယ်ကို7မှတ်ထိဖြတ်ပြီးတော့ဗောနော်သူတို့ကဖလားချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့ဒီညမှာ ဟို grievance bias တို့ဘာလို့တရားစီရင်ဆိုလို့ကျွန်တော်တို့ကောင်းနေနောက်တန်းက ban die တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအာနိုးတို့ပေါ့နော်သူကနေသူကောင်းနေတယ်လို့ကွင်းလဲမှာ alex star တို့ဘာလို့ကလည်းတရားစီလုံးနှီးပါကျွန်တော်တို့ကောင်းနေတောင်မမမိုဟာမက်ဆာလာကလည်းတရားစီလုံးနှီးပါဂိုးတွေတွင်လိုက်ဖန်တီးမှုတွေလုပ်လိုက်နဲ့လီဘောက်တင်ကအမှန်ကန်ကောင်းလာတာဒါအပြင်လီဘောက်တင်တို့ကောင်းတဲ့အရာတစ်ခုကသူများအသင်းကြီးလိုမျိုး injury ပြဿနာတွေသူတို့အဓိကကစားသမားတွေအများကြီးမကြုံရဘူး အများကြီးမကြုံပါဘူးလုံးဝ stable ဖြစ်တဲ့ကလော့လက်ထက်ကအသင်းကိုပဲကလော့ဒီအာနီစလော့ကဂိုင်တွေဝင်ရပြီးတော့အကောင်းဆုံးပုံစံနဲ့သူပြန်ပြီးတော့ဗနော်ဒီဂိုင်တွေရင်းနဲ့သူတို့ဖလားယူသွားတာဒါကြောင့်ဗနော်လီဗာပူးလ်တင်းရဲ့ဘက်ကတော့ဒါအောင်မြင်ပြီးရင်အောင်မြင်ဖို့အတွက်ထပ်ပြီးတော့လည်းအပြောင်းအရွှေ့တွေမှာအလုပ်တွေလုပ်နေတယ်ပေါ့လေဒါကြောင့်ဒီပရီးမီးယားလိယာဒီကလီဗာပူးလ်အသင်းအတွက်တော့ကျွန်တော်တကယ်ကိုအချိန်ကြီးကောင်းလွန်ခဲ့တဲ့ယာဒီပေါ့လေအာဆင်နယ်အတွက်ကတော့ပရီးမီးယားလိတည်တဲ့တကူတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် အာဇနယ်ပရိသတ်တီတွေ့တော့ဗျာဟာအစင်းနဲ့ရာစီတိမ်းမြန်ပြီးပရီးမီးယားလိမှာလည်းအောင်မြင်မှုကမရသေးပြန်ဘူးဆိုတော့အောင်မြင်မှုလည်းစာလောင်ကြရောပေါ့အမှန်တိုင်းပြောရရင်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့300ရာစီဒီရာစီပါဝင်ကျွန်တော်ကြည့်ရင်အစင်းနဲ့အစင်းနဲ့အစင်းနဲ့ကြီးပဲကျွန်တော်ရာစီတိမ်းနေတာတကယ်တမ်းကပေါ့နော်အာဇနယ်ပရိသတ်တီရာစီစတွေမှာမျောလင့်ထားလို့ပဲဟိုပြီးခဲ့တဲ့ပထမလွန်ခဲ့တဲ့3နှစ်ကလွန်ခဲ့တဲ့3နှစ်ကဒီဒုတိယနဲ့ရာစီတိမ်းခဲ့ရင်ຫນွေရာစီအပြောင်းအရွှေ့မှာ ဒီကစားမားတွေပါတွေအားဖြစ်ရင်လည်းနောက်ရာသီကြာလို့ရှိရင်ပို့ပြီးတော့ချေလင်းချင်းဖြစ်အောင်ဒါမှမဟုတ်ဖလားရအောင်ဆွမ်းဆောင်နိုင်ဖို့သူတို့အများကြီးမျှော်လင့်ချက်ရှိခဲ့တာအမျိုးတို့အဲ့ရာဒီမှာလည်းအမှတ်တမှတ်နှမှတ်နဲ့ပဲသူတို့ပေါ်တော့လက်လွတ်ခဲ့ရတယ်ဒီရာဒီမှာကျတော့ okay ဒီရာဒီကတော့သူတို့ရာဒီပဲ Manchester City ကလည်းသူတို့ဟိုရိုဒရီโกရိုဒရီโกပါတော့ဒဏ်ရာတွေပါတွေရပါညာနဲ့သူတို့ရာဒီပဲဆိုမျှော်လင့်ထားတဲ့အချိန်မှာဘာမှမလုပ်နိုင်မင်းနဲ့လေဘောက်တင်းကချန်ပီယံဖြစ်သွားရောအာနီစလော့ကလည်းပထမဆုံးရာဒီဆိုတော့ဆက်လို့ဘယ်သူမှဖလားရလိမ့်မယ်လို့အများကြီးယုံကြည်ထားကြတာမဟုတ်ဘူး ရောက်ဒီယာဒီကလေပါဦးတင်းအတွက်တော့ဗောနော်တော်တော်ကိုအချင်းကြီးကောင်းခဲ့တဲ့ယာဒီအာဆင်နယ်အတွက်ကတော့ဘယ်လိုပြောမလဲဟိုကိုမျော်လင့်တယ်လို့မဖြစ်ခဲ့ဘူးပေါ့အဆင့်နှစ်ဆိုတာကောင်းပြီမဲ့လို့၃နှစ်ဆက်တိုက်ဖြစ်နေပြီးတော့ဖလားနဲ့နီးကပ်လာဖို့ကြိုးပမ်းမဲ့နေရာမှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအလံဝင်နေတာကဘလူးမန်တော့အချင်းကြီးကောင်းမနေဘူးဆိုတော့အာဒီတာနဲ့အာဆင်နယ်တို့နွေရာဒီအပြောင်းရွှေ့မှာဘလောက်ထိအပြောင်းရွှေ့ဒီပေါ့နော်အတင်းအတွက်ပိုကောင်းတဲ့အပြောင်းရွှေ့တွေလုပ်နိုင်မလဲကျွန်တော်ကြည့်ရမှာပေါ့လေ နောက်တစ်ခုကမန်ချက်စတာစီးတီးပါမန်ချက်စတာစီးတီးကိုတော့တော်တော်ကိုချီးကျူးတယ်ချီးကျူးတယ်ဆိုတာနဲ့ဗျာဘယ်လိုပြောရမလဲအေးပေါ့လေဒါဖြစ်တင်နေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့ပွဲတင်တော်တော်များများနဲ့အချိန်တော်တော်များများကိုကျွန်တော်ကြည့်ရင်စီးတီးကကျွန်တော်အကုန်တိုင်ပတ်နေတာအကုန်တိုင်ပတ်နေတာเนาะတကယ်ကောင်းပါတယ်ဆိုတော့ကစားမတွေ injury တွေကြုံနေနော်ဟာလန်တို့လည်းဒဏ်ရာပြဿနာတွေရိုက်ပြီးတော့ပွဲတွေလွဲတယ်ရိုဒရီဆိုလို့ချင်းတရာစီလုံးကြီးပါကျွန်တော်လွဲတယ်နောက်တန်းကလည်း injury ပြဿနာမကင်းတဲ့ကစားမတွေတယောက်ကောင်းလိုက်တယောက်မကောင်းလိုက်တယောက်မကောင်းလိုက်တယောက်ကောင်းလိုက်လှည့်ပတ်နေတာ ဒီကြားထဲမှာဂူသမားတွေကလည်းချစ်လက်စွမ်းတွေကတော့ပုံမှန်မပြနိုင်ဘူးအတင်းလိုက်ကပြိုင်ဘက်ကိုထိမ့်ချုပ်ပြီးတော့ကစားနိုင်စွမ်းရှိတဲ့အချင်းီမျိုးမှုလို့သာဟုတ်နေတာတောင်မန်ကစားမားတွေဖြစ်တဲ့နော်ဒါဂျယ်ရမီဒူဂူတို့ဆေဗီယိုတို့လိုကစားမားတွေကလည်းဘာမှမလုပ်နိုင်ဘူးအဲ့လိုနဲ့မန်ချက်စတာစီးတီးကချန်ပီယံစ်လိဂ်တွေကလည်းစောစောစီးစီးထွက်ရတယ်ပရီးမီးယားလိဂ်မှာလည်းဟာချန်ပီယံစ်လိဂ်တော့ဝင်ပါမလားဆိုတဲ့အချင်းီမျိုးတွေကြုံခဲ့ရတာဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒါပေမဲ့လို့ဇန်နဝါရီအပြောင်းအချွေမှာသူတို့ပေါင်သန်း200လောက်သူတုံးခဲ့တယ် တုံးခဲ့ပြီးတော့ဗောနော်လက်ရှိ Champions League ကိုသူတို့ပြန်ပြီးတော့ဝင်အောင်လုပ်နိုင်ပြီပေါ့လေဆိုတော့ကြောင့် Manchester City အနေနဲ့ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ invest လုပ်ခဲ့တာကသူတို့အတွက် Champions League ဝင်ခွင့်ကိုပြန်ရသွားတယ်လို့ပဲကျွန်တော်ပြောရမှာပဲဆိုတော့တန်းနေရလောက်ဒီတုံးပြီးမှတော့ကျွန်တော်က Champions League ဝင်ခွင့်ရအောင်သူတို့ချူပြန်ချူပန်းတာပေါ့လေနွေမှာလည်း Manchester City ကထပ်ပြီးတော့အပြောင်းအရွှေ့တွေလုပ်ဖို့သူတို့ချူပန်းနေတော့မယ်နောက်တစ်ခုက Chelsea Chelsea အနေနဲ့နီးပြားဖြစ်တဲ့ Enzo Maresca ရဲ့ပထမဆုံးရာသီမှာ ဒီလောက်ထိအလုံးလုံးနိုင်တာကဒီလောက်ထိကျွန်တော်တို့ Champions League ဝင်ဝင်နေပါပြီပြန်ရပြီးတော့ကောင်းလာတာကအများကြီးချူးချူးစရာပါအထူးသဖြင့်ကျွန်တော်ကောင်းနေမှာဆိုလို့ချင်း Chelsea ပြည်သက်တချို့ရှိတယ်မာရက်စကာနဲ့ကစားပုံနဲ့ပတ်သက်ပြီးတော့သဘောမကျကြဘူးပေါ့နော်ဟိုကတစ်ခါလာလဲဒီအားပဲဟိတစ်ခါလာလဲဒီအားပဲဟိနော်ဟာမပြောင်းတော့ဘူးဟိဘာညာပေါ့ဒါမှမဟုတ်ပေါ့နော်ပြီးခဲ့တဲ့ရာသီကိုကျွန်တော်ပြန်စဉ်းစားကြည့်ပါသေးလားအထူးသဖြင့် Leicester City နဲ့သူတို့တန်းတက်အောင်လုပ်နိုင်ခဲ့တယ်အဲ့ဒီနီးပြဖြစ်သူကို Chelsea ကခေါ်ထားတာဒီနေရာမှာ ဟိုမာရက်စကာပြောတယ်လို့ပဲချယ်ဆီပရိချယ်ဆီတောင်ဝင်ရှိသူတွေရဲ့ဘက်ကကျွန်တော်တို့ဒီရသည်ချန်ပီယံစ်လိဝင်ခွင့်ရအောင်လုပ်ရမယ်ဆိုတဲ့ဖိအားမျိုးပေးမထားဘူးပေါ့ဒါပေမဲ့လို့ချန်ပီယံစ်လိဝင်အောင်လုပ်နိုင်ခဲ့တယ်ကွန်ဖရင့်စ်လိဘိုလူဝဲကလည်းကျွန်တော်ကျန်သေးတယ်ကွန်ဖရင့်စ်လိဘိုလူဝဲကလည်းကျွန်တော်ကျန်သေးတယ်ချန်ပီယံစ်လိဝင်ခွင့်ရတော့လူရသည်ပြောင်းရှုတွေမှာအလုပ်လုပ်ရတာလည်းတော်တော်ကြီးအချိန်ကြီးကောင်းသွားမှာကောင်းသွားမှာဒါကြောင့်မနော်ချယ်ဆီနေနဲ့ပြီးခဲ့တဲ့ယာတီကိုကြည့်ရင်အဆင့်9လာလာနော်အဆင့်9နဲ့ယာတီဒိန်းခဲ့ပြီးတော့ ဟိုဖလားတစ်လုံးကလည်းရဖို့ရှိနေတယ်။ Champions League ကလည်း AC ဝင်ဝင်ရသွားတယ်ဆိုတဲ့မျိုးကအများကြီး improvement ဖြစ်တဲ့ຢာဒီပါ။ဒီနေရာမှာအပြောင်းရွှေ့နေပတ်သက်လို့ဟိုလူခေါ်တယ်ဒီလူခေါ်တယ်လေကျွန်တော်ပြောကောင်းပြောလိမ့်မယ်။သို့တော်လည်းပဲပေါ့နော်။ကျွန်တော်လည်းရှိ Chelsea မှာ Mares ကအနေနဲ့ဟိုအဆင့်၉လောင်းတဲ့ຢာဒီတင်ထားခဲ့တဲ့ပိုချက်တီနိုအချင်းကြီးကနေပြီးတော့ဒီအချင်းကြီးတိပြန်ဆွဲတင်ပေးထားတာကလွယ်ကူတဲ့အနေထားတစ်ခုကြီးကျွန်တော်ဟုတ်မနေဘူး။အဲ Chelsea အနေနဲ့ပေါ့နော်ဒီပွဲမှာဒီຢာဒီမှာ အများကြီးပို့ပြီးတော့ improve ဖြစ်တဲ့ຢာဒီကိုမြင်ရတယ်လို့ကျွန်တော်ပြောရမှာပဲဒါအပြင်ဖလားဒီဒီပြိုင်ပွဲတွေဘာတွေကစားတဲ့ခါမှာလည်းအတင်းအများစုနဲ့တွေ့ရင်တို့တွေကဒီရင်မောင်တန်းပြီးတော့ကစားနိုင်ုံနေမကဘူးအာအုပ်စီးပြီးတော့ဗာတို့ကစားနိုင်တဲ့အချိန်မျိုးထိရအောင်ဖန်တီးနိုင်နေပြီဗျာနော်နောက်တစ်ခုက Newcastle ပေါ့ Newcastle တွေတော့နောက်ဆုံးမှာသူတို့ရှုံးသွားတယ်ပွဲစဉ်38မှာဒါပေမဲ့လို့ Aston Villa ကလည်းထက်ရှုံးတော့ Newcastle က Champions League ဝင်ခွင့်ကရသွားတယ် ကာဆယ်အတွက်ကဒီယာဒီကတကယ်တမ်းတွေးကြည့်ရရင်ကျွန်တော်မတည်ငြိမ်တဲ့ကာလာဖြတ်သန်းရတယ်လို့ကျွန်တော်ပြောရမယ်။ဘာလို့လဲဆိုတော့ယာဒီစဆချင်းမှာနျူကာဆယ်ကဒေါင်းလျှောက်တိုင်ပတ်တာ။နျူကာဆယ်ဒေါင်းလျှောက်တိုင်ပတ်တာယာဒီစဆချင်းမှာဘလို့မှကျွန်တော်အဆင်မပြေဘူး။ဒါပေမဲ့လို့ပေါ့နော်။အဲကျွန်တော်တို့ဒီဒီဇင်မှာအကျော်လေးလောက်မှာကိုပဲနျူကာဆယ်ဟာတောင်းလျှောက်နိုင်တာပွဲစဉ်တွေတောင်းလျှောက်တောင်းလျှောက်တောင်းလျှောက်နိုင်တာနိုင်ပြီးတော့ Champions League ဝင်ခွင့်အတွက်ပါသူတို့ကအမှန်ကန်ဒီအချင်းကြီးကောင်းလာပြီးတော့ပွဲစဉ်38ထိစောင့်ကြည့်ရမယ့်အနေအထားတွေဒီကျွန်တော်မြင်ခဲ့ရတာ ီနေရာမှာသူတို့ရှုံးမိမဲ့လေလို့ဘီလာပါထက်ရှုံတော့သူတို့တွေက AACC ဖြစ်သွားပြီးတော့ချန်ပီယံလိဝင်ဝင်ရသွားတယ်ပေါ့လေနယူကာဆယ်အတွက်တော့သူတို့အနေနဲ့ဒီအဲ့ဒီရိုးရှိဝိုးရှိကယာတီမှာလဲ PSG တို့ဘာလို့ကိုတော့မှ4-1ပါရင်းနဲ့တိတ်ထားခဲ့တဲ့အချိန်မျိုးအပြင်ချန်ပီယံလိဒီကနေထွက်ခဲ့ရတယ်ဆိုပြီးမဲ့လို့ပေါ့နော်ဒီယာတီမှာလဲသူတို့နောက်ယာတီတွေတော့ထပ်ပြီးတော့ဝင်ဝင်ရပြီပေါ့ဗျာကာဆယ်အတွက်တော့အများကြီးအချိန်ကြီးကောင်းတဲ့အနေထားမျိုးပါအက်စတွန်ဗီလာကတော့တော်တော်ကံမကောင်းတာသူတို့ပြင် AB လာအနေနဲ့ တို့အချင်းကြီးကောင်းရည်တန်းနေပေါ့နော်နောက်ပိုင်းနောက်ပိုင်းဒီမှာတို့တော်တော်တိုင်ပတ်သွားတာအဲ Northern Forest လို့ပူတော်ဆိုးသေးတယ် Forest ကဒီတရားဒီလုံးမှာဆိုရင်ကျွန်တော်တို့မထင်မှတ်ထားတဲ့ performance တွေပြပြီးတော့ဟိုအပြောင်းလဲတွေတော့အများကြီးရှိထားတာဗောလေကစားမ16ယောက်လောက်ခေါ်နေလို့ဘာလို့သိရမလဲဒါပေမဲ့လို့ဘာပြောမလဲ Northern Forest ဒီလောက်ထိကောင်းနေမယ်လို့ဘယ်သူမှထင်မထားဘူးဗျာเนาะအချင်းတော်တော်များများကိုအဆင့်1 2 1 2 3မှာတို့တို့အချင်းဖြုံးနေတာเนาะအများအချင်းကြာကြီးပဲပရီးမီးယားလိမှာတို့1 2 3ကနေလုံးဝကိုမပြုတ်ဘူးဒါပေမဲ့လို့ဗောနော် ယာဒီကုံကန်ကြီးဒီမှာသူတို့အကုန်တိုင်ပတ်ကုန်နေ Northern Forest ကဒီယာဒီမှာရှုံးပွဲတကယ်တမ်း17ပွဲတိကျွန်တော်ရှိတယ်။ဒါမှမဟုတ်တေးပွဲတွေနေပြီးတော့9ပွဲတွေသူတို့ကများတာ။နောက်ပိုင်းဒီမှာမှသူတို့က9ပွဲတွေပါလေညော့လာတာ။ Northern Forest ကနောက်ဆုံး Premier League 5ပွဲဆိုသူတို့2ပွဲပဲနိုင်ထားတာ။တပွဲတည်း2ပွဲတိသူတို့ပါဆိုတပွဲရှုံးပြီးတော့2ပွဲတိတည်ကြထားတာ။နော်မန်ဆဲဆိုလို့ရှိရင်လည်းဒီယာဒီကအကောင်းဆုံးကုသမားအဖြစ်ကျွန်တော်တို့သတ်မှတ်သတ်မှတ်ထားကြတယ်။နော်ကျွန်တော်တို့ကနောက်တန်းမှာလည်းပဲမီလင်ကိုဗစ်တို့ဆိုလို့ရှိရင်လည်းအဲ့ဒါလိုပဲတိုက်စစ်ကခရစ်ဆူတို့ကလည်းဂိုးတွေတောက်ချောင်းသွင်း နော်ကျွန်တော် right back ကပါလဲကစားမားတွေကလည်းတောက်ချောက်ချီသွင်းနေပြဒါမျိုးနဲ့ Norian Forest 2ကအမှန်ကန်ကောင်းတဲ့ performance တွေပြထားတာဒါပေမဲ့လို့သူတို့အနေနဲ့ Champions League ဝင်ခွင့်တော့ရာသီကုန်ကနီးပြီးတော့သူတို့လက်လွတ်ခဲ့ရတယ်ပေါ့လေဆိုတော့ဒီထဲမှာမှအဆိုးအဝါးဆုံးအသင်းနှစ်သင်းရှိတယ်ဗျာသိလားကိုရီအားပေးတဲ့ Manchester United နဲ့ဒါစပါးပေါ့စပါးကတော့ဒီရာသီမှာသူတို့အဆင့်ဆက်ခွန်ပေါ့နော်သူတို့အောက်မှာကျွန်တော်တို့ဒါ10ဆင်း3သင်းမြေကျွန်တော်ကြံတော့တာဆိုတော့38ပွဲမှာသူတို့17ပွဲနိုင်5ပွဲတည်22ပွဲတည်သူတို့ရှုံးနေတယ် 22ဖွဲ့ထိကျွန်တော်ရှုံနေဒါပေမဲ့လို့ဘယ်လိုပြောမလဲအဓိကကစားမှာတော်တော်များများကိုတရားစီလုံးနှီးပါဆိုသလိုစပါးကလက်လွတ်ထားရတာအဲ့ဒါအပြင်ကိုပဲဟိုသူတို့အနေနဲ့ယူရိုပါလိဖလားရပြီးတော့ချန်ပီယံစ်လိဝင်ဝင်ပြီးဗားရရတယ်ဆိုတော့ DRD အဆင့်16ရာသီတိတ်နေဆိုတာကြီးကလုံးဝသိတယ်မလားနော် relevant မဖြစ်တော့ဘူးဗျာသိလားနော်တကယ်တွေးကြည့်ရရင်လေချန်ပီယံစ်လိဝင်ခွင့်ရရတယ်လေပဲလေသိရမလားဟာမင်းနောက်ရာသီကြာလို့ရှိရင်ပရီးမီးယားလိမာဒီလိုထက်ဆိုနေဘယ်လိုလုပ်မလဲဒါကနောက်ရကန်တာဗျာ ွေရာဒီပြောင်းရွှေ့မှာအားပြည့်မှုတွေနဲ့တည်တယ်မလားဒီပြင်ဆင်မှုတွေရှိတယ်ဆိုတော့ဒီနောက်ထိကျိုးစီမှာဆိုမှာချန်ပီယံစ်လိဝင်ခွင့်မှာရတယ်ဆိုတော့တေးကြတဲ့လူစင်လူစင်ရင်အားမဖြစ်ပင်နေတော့မနေဘူးဗျာဒါပေမဲ့လို့ပြောချင်တာကစပါအတွက်ဘလောက်ပဲအဆင့်ဆက်ခွန်နဲ့ရာဒီတိန်းနေပဲကျွန်တော်ပြောပြောချန်ပီယံစ်လိဝင်ခွင့်ဒီအရေးကြီးဆုံးဖြစ်တဲ့နေထားမှာရရနီးနဲ့ချန်ပီယံစ်လိဝင်ခွင့်ရအောင်ယူသွားတယ်ပိုကောင်းတာတကူကဒါတွေးကြည့်ရရင်ဗျာစပါဆိုတာချန်ဒီဖလားတွေမရတာဘယ်နှစ်နှစ်ကျွန်တော်ကြာပြီလဲ ဟုတ်တယ်မလားစပါဖလားမရတာဘာဖလားမမြရကျွန်တော်ဘယ်နှစ်ကြာပြီလဲဒါဟာသူတို့ရဲ့၃လုံးမြောက်ဥရောပဖလားပါ၃လုံးမြောက်ဒါယူရိုပါလေးပါဒါပေမဲ့ဒီဖလားမရတာကောဖလားဆိုတဲ့အရာမရတာကောတော်တော်ကြာလာပြီအဲ့လိုနေထားမျိုးမှာကျွန်တော်အေအနိုင်ယူပြီးဒီဖလားရအောင်ယူပြီးတော့ Champions League ဝင်ခွင့်ညီဘာတွေရသွားတယ်ဆိုတာကအစင်းဆက်ခွန်ညီဘာတွေကမေ့ပြလိုက်လို့ရတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ဒီတဲ့ကမှကိုရီနော်မန်ချက်စတာယူနိုက်တက်ကြီးပေါ့ဗျာဆရာသမားတွေနော်38ပွဲမှာ71ပွဲပဲနိုင်တယ် ဆက်တပွဲပဲနိုင်တယ်ကိုးပွဲတည်ကြပြီးတော့18ပွဲထိကျွန်တော်ရှုံးတယ်18ပွဲထိကျွန်တော်ရှုံးတယ်အမ်မိုရင် ရောက်စတုန်းကမန်ချက်စတာယူနိုက်တက်ကဗာလေဒီမန်ချက်စတာစီးတီးနဲ့လာမသိဘူးကျွန်တော်သုံးမှတ်လာပဲမသိဘူးကျွန်တော်တို့ကွာတာလေးမှတ်လာပဲမသိဘူးကျွန်တော်ကွာတာအခုလက်ရှိမန်ချက်စတာစီးတီးနဲ့ကျွန်တော်ကြားထဲမှာဆိုလို့ရှိရင်အမှတ်တွေက30 30ကျော်30နီးပဲ29မှတ်လောက်ကျွန်တော်ကွာသွားပြီအမှတ်30လောက်ကျွန်တော်ကွာသွားပြီစဉ်းစားကြည့်ပဲကြားထဲမှာဘလောက်ထိတောင်မှဆုတ်ဆုတ်ပြက်ပြက်ကျွန်တော်ဖြစ်သွားခဲ့တယ်လေ ပြီးခဲ့တဲ့ရာသီအဆင့်၁၂နှစ်လာမသူကျွန်တော်ရာသီတိန်းနေ FA ဖလာရတော့ယူရိုပါလိဝင်ခွင့်ရတယ်ဆိုတော့ဒီရာသီမှာကျွန်တော်တို့အဆင့်၁၅နဲ့ရာသီတိန်းနေယူရိုပါလိဘိုလူဝဲရီတက်ပြီးတော့ကိုယ်အသင်းရဲ့အနာဂတ်ကိုအမှန်ကန်အပြောင်းလဲဖြစ်နိုင်မဲ့ဒီရာသီရဲ့ရှက်စရာကောင်းတဲ့အခြေအနေမျိုးတွေကိုအမှန်ကန်အပြောင်းလဲဖြစ်နိုင်မဲ့အခွင့်အရေးအသုံးမချနိုင်ခဲ့ဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒါအဆင့်၁၅နဲ့ရာသီတိန်းနေယူရိုပါလိမှာလည်းကျွန်တော် finality တက်ပြီးတော့လုံးဝရှုံးနေခဲ့ရတယ် လာမယ့်ရာသီဘာမန်ကန်ဆရာမရှိတော်သေးတာပရီးမီးယားလိကန်ဆရာရှိလို့เนาะဘာမန်ကန်ဆရာမရှိဘူးတော်တော်ကိုဆုတ်ဆုတ်ပြက်ပြက်နေထားပါအမိုရင်ကတော့ရာသီသိမ်းတဲ့အခါမှာပွဲပြီးပွဲလဲပြီးရောအက်စတိုမီလာနဲ့ပွဲလဲပြီးရောဘာပြောလဲဆိုတော့အာကောင်းနေနေတွေလာတော့မှာပါတော့เนาะအရင်အစဉ်ပြေတဲ့နေတွေလာတော့မှာပါတော့ဘာလို့သူပြောနေတယ်ဘယ်တော့လဲတော့ကျွန်တော်မသိဘူးဘယ်တော့လဲတော့မသိဘူးနီးပြားကိုမယုံဘူးပညာဆိုတာတဲ့အသင်းက Champions League ဝင်ခွင့်နေဘာတွေမရတော့ဒီတယ်မလားဒီတန်တရာလောက်ကဆုံးရှုံးသွားပြီတန်တရာလောက်ဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ ဟိုဘယ်လိုပြောမလဲနွေရာသီပြောင်းရွှေ့အတွက်ကျွန်တော်စီစဉ်ထားတဲ့ plan ကြီးအကုန်လျှော့သွားတော့မှာကစားမအစ်တီကျွန်တော်တို့ခေါ်ခြင်းခေါ်တယ်ဆိုရင်တော့မှလာခြင်းမှလာကြတော့မှာကိုအတင်းရဲ့ကစားမတွေရောင်းမယ်ဆိုရင်တော့မှဝယ်တဲ့သူရှိခြင်းမှရှိကြတော့မှာအဲအဲ့လိုမျိုးတွေကျွန်တော်ဖြစ်ကုန်ပြီတော်တော်တိုင်ပက်တယ်ဘယ်တော့တော်တိုင်ပက်တယ်ဒါကြောင့်အချီနီယာက Manchester United ကတော်တော်ကိုတမိုင်းမှာအဆိုးဝါးဆုံးအချီနီတစ်ခုကိုကျွန်တော်ကြုံခဲ့ရတယ်ဒီရာဒီ18ပွဲရှုံးနေဆိုတာကျွန်တော်တို့52နှစ်အတွင်းအဆိုးဝါးဆုံးအနေထားပါအဆိုးဝါးဆုံးအနေထားပါ52နှစ်အတွင်းဆက်သမားတွေ 52နှစ်တွင်ဘလို့မှလက်ခံနိုင်ကြရမရှိဘူးပေါ့နော် လာမယ့်ရာသီမှာလည်းချူချော်တော့လေတွေးတာပေါ့လေအာလာမယ့်ရာသီမှာလာမယ့်ရာသီမှာဘယ်လိုပြောမလဲအာဘာပွဲမှန်ကန်ကြရမရှိဘူးကွာတပတ်မှတပွဲလောက်ပဲအကယ်လို့အပြောင်းရွှေ့ရာသီသာနည်းနည်း decent performance လောက်ပေါ့နော်သူတို့ဒီ perform ability အပြောင်းရွှေ့ရာသီမှာလုံးလုံးနိုင်နေဆိုလို့ရှိရင်မျောလင်းလို့ရတယ်ဘာညာပြောကြတာကျွန်တော်တို့အပြောင်းရွှေ့ရာသီတိုင်းလေလူတွေခေါ်နေတာပဲအဲ့ဒါဒီနီးပြတ်လောက်အောက်တော့ကောင်းလာပါပြီဒီနီးပြတ်လောက်အောက်တော့ကောင်းလာပါပြီဟေးဆိုပြီးတော့တွေးနေတွေးနေရဘာမှကျွန်တော်ဖြစ်မလာဘူး ဘာမှကျွန်တော်ဖြစ်မလာဘူးအဲကြောင့်ပါနော်လာမယ့်နေရာဒီပြောင်းရွှေ့လေအခုအဆင့်15ကိုယာဒီတင်ပြီးတော့ဗာဥရောပပြိုင်ပွဲမှာကန်တရာမရှိတဲ့အတင်းကိုဘယ်ကစားမားတွေရောက်လာပါမလဲကျွန်တော်မထင်ဘူးနော်တန်တရာတော်တော်ရှိတယ်ပိုပိုကောင်းတဲ့အတင်းတွေပိုပြီးတော့ stable ဖြစ်တဲ့အတင်းတွေကြောင်းကြတော့မှာပဲဒါကြောင့် United ရဲ့အနာဂတ်ကတော်တော်ကိုစိတ်ပူစရာဒါအပြင်လက်ရှိဒီယာဒီကလည်းလုံးဝ disaster ယာဒီလို့ကိုကျွန်တော်ပြောလို့ရတယ်တကယ်ပါတပတရာဒီလုံးနှီးပါလို့ကိုရှုံးနေတယ်လို့ပဲမင်းလည်း38ပွဲမှာ71ပွဲပဲနိုင်နေဗျာ ကိုဝဲတည်ရကြပြီးတော့78ပွဲထိရှုံးတယ်အိမ်ကွင်းတရားဒီကိုဝဲထိကျွန်တော်ရှုံးတယ်ဘလို့မှလက်ခံခြင်းများမရှိဘူးဆိုတော့အသင်းကားပေါ့နော်ဟိုတရားဒီပြင်ပြင်လို့ရနိုးတရားဒီပြင်လို့ရနိုးနဲ့ကျွန်တော်ဒါစောင့်လာတာဘယ်တော့မှပြန်ကောင်းလာလေဆိုတော့ကျွန်တော်မရှိဘူးဖြစ်နေတယ်ဆိုတော့ MOD နဲ့ကျွန်တော်ဒါ MOD ရဲ့ပထမဆုံးຢာဒီလက်အောက်မှာတော့တော်တော်ကိုစူးစူးဝါးဝါးကာလာကိုဖြစ်တမ်းပြီနောက်ပါဒီပါလေးဖြစ်လာမလဲကျွန်တော်ကြည့်ရမှာပဲဆိုတော့ဒါကတော့လက်ရှိ DRD ပရီးမီးယားလေးရဲ့အချင်းချင်းပေါ့လေဆိုတော့ညီကလေးအနေနဲ့ရော DRD မှာ သူတို့ဘနော်ဒီမျော်လင့်နာတဲ့ပူပြီးတော့ကောင်းအောင် performance ပြနိုင်ခဲ့တဲ့အတင်ဆိုရင်ဘယ်တင်ဖြစ်မယ်လို့ထင်ကြလဲမျော်လင့်ထားတဲ့ပူပြီးတော့စုပ်ပြတ်တတ်အောင်သူတို့ဒါကစားနိုင်ခဲ့တဲ့အတင် perform performance ပြနိုင်ခဲ့တဲ့အတင်ဆိုရင်ဘယ်တင်လို့ညီတို့ထင်ကြလဲသူတို့ကြပါအားလုံးကိုကျေးဇူးများရပါတယ်